တချင်းရဲ့ melody လေးတွေကြိုက်လို့လေဒီတချင်းလေးကိုကလှုပ်ဖြစ်တာအဲ့လိုတချင်းနဲ့အတိုင်းတော့မရှိပါဘူးလှုပ်မှလည်းမဟုတ်ပါဘူးဟင်ညီစာမအများကြီးမထားဘူးလားဘောပဲထားခဲ့တာထားခဲ့ဘူးဘယ်သူမှမထားခဲ့ဘူးဘယ်သူမှလည်းကိုမထားခဲ့ဘူးအော်တိတော့အဲ့လိုမျိုးတော့မဟုတ်ပါဘူးတကယ်လို့သာငါသာတဲကွဲခဲ့ရေဆိုပြီးတွေးလိုက်တာနဲ့ဟိုအဲ့လိုမျိုးမရအောင်လေအဲ့လိုပုံစံမျိုးတော့ရှိရပါဘူးခံစားခံစားကြည့်လို့တော့ရပါတယ်ပြီးတော့တကယ်ချင်းတွေလည်းတဲကွဲဘူးလားမြင်ဘူးလေဆိုတော့လေအပြိုကြီးပဲလုံပါအပြိုကြီးပဲလုံပါအပြိုကြီးပဲလုံပါ ချင်းရဲ့ပုံစံကကျတော့အဟိုဘယ်လိုပြောရမလဲကိုချစ်သူကကိုကိုထားခဲ့လို့မိတာမိတာမပြီးနိုင်ဘူးပဲတည်ရမလားစိတ်စားပဲငါငါခံစားသလိုနေခံစားပါစေပေါ့အဲ့အဲ့လိုပုံစံမျိုးပေါ့တချင်းတချင်းနဲ့မှပြောတာပါအပြင်မှာတော့လုံးမလုပ်ပါဘူး အဲတချင်းကကြတော့ဒီတချင်းလေးကလာမင်းရဲ့ဟိုဘောပထမဆုံး series အခွေလေးကတချင်းလေးဖြစ်တယ်အဲ့တချင်းလေးကိုလာမင်းကအဲကြိုက်လို့ပေါ့နော်ဒါဒါပြန်ပြီးတော့ပြန်လောက်တာပေါ့ version လေးကြီးလည်းပြန်တီးလုံးလေးကြီးလည်းပြန်ပြောင်းလိုက်တယ်တီးလုံးပုံစံလေးကြီးလည်းပြန်ချိန်ထားတယ်အဲ့ဒါလေးကိုအတော်များများတော့အသေးကွဲတဲ့သူကတော့တော်တော်များလို့တော့မြင်နေရပဲလीနော်အဲ့လိုလူတွေတော့ကြိုက်မှထင်တာပဲ တချင်းဆိုတာလည်းဘယ်လိုပြောရမလဲပြိတက်အကြိုက်ကိုဖန်တီးပေးရတာလေအအချစ်ချောင်းလေးတွေပြီးရင်အစုံပေါ့နော်အစုံရတာအစုံပေးရတာပေါ့ဟုတ်ချစ်လာဘူးတည်ကြရတယ်လားမင်းတော့အသက်ကွဲခဲ့မယ်ဆိုရင်ပေါ့နော်ကိုယ်ကမချစ်လို့ထားခဲ့မယ်ဆိုတော့ထားသွားလိမ့်ရအကိစ္စမရှိဘူးမေတ္တာပဲထားမှာပါတချင်းလေးရလို့တော့လုံးဝမလုပ်ဘူး ခုကဒါတချင်းမလို့တချင်းတချင်းပုံစံမျိုးလေးဖြစ်နေရပေါ့နော်ဟုတ်ဘာဖြစ်လို့လဲအချင်းကလည်းတော့အဲ့မမအဲ့လိုမလုပ်တတ်တာအဲ့လိုမျိုးလုပ်ဖို့စိတ်ကူးလည်းမရှိဘူးကိုယ့်ကိုယ်သာတချင်းပုံစံလေးရဲ့ဒီတချင်းရဲ့ melody လေးတွေကြိုက်လို့လေဒီတချင်းလေးကိုကလုပ်ဖြစ်တာအဲ့လိုတချင်းနဲ့အတိုင်းတော့မရှိပါဘူးလုပ်မှလည်းမဟုတ်ပါဘူးဘာလို့တခါမှ demo ရေးတာလဲဟင်ကြီးကမှအများကြီးမှမထားဘူးလားကိုယ်ကပဲထားခဲ့တာထားခဲ့ဘူးဘယ်သူမှမထားခဲ့ဘူးဘယ်သူမှလည်းကိုယ်မထားခဲ့ဘူး ်အမေကအဲ့လိုမျိုးဒီကြိုက်ပဲလည်းမရှုပ်တတ်ဘူးလေနော်မြင်ဘူးလို့လားအဲ့လိုဘဲတွေနဲ့ပုံနေပါလေမမြင်ဘူးမလားမြင်ဘူးလားတယောက်လောက်ပဲမြင်ဘူးမဟုတ်တယ်မလားငငယ်တော့ဆိုးခဲ့တော့ပါဘောဘဲတော့ငယ်သေးလို့ပါအဲ့တော့အော်တိတော့အဲ့လိုမျိုးတော့မဟုတ်ဘောတကယ်လို့သာငါသာတဲကွဲခဲ့ရယ်ဆိုပြီးတွေးလိုက်တာနဲ့ဟိုအဲ့လိုမျိုးမရအောင်လေအဲ့လိုပုံစံမျိုးတော့ရှိရပါဘောခံစားခံစားကြည့်လို့တော့ရပါတယ်ပြီးတော့ငငယ်ချင်းတွေလည်းတဲကွဲဖူးတာမြင်ဘူးလေဆိုတော့လीဟုတ်ကြောက် ်မကြောက်ပါဘူးဖြစ်ချိန်တိုင်းတော့ဖြစ်သွားမှာပဲလေနော်အခုတော့အချိန်ရောက်လို့ရှိတယ်အဲ့ဒါအေးစေးပါပဲအပြိုကြီးပဲလုံပါအခုအပြိုကြီးပဲလုံပါအပြိုကြီးပဲလုံပါဒီတစ်ခေါက်တော့တချင်းရတော့မြူးသွားပါတော့နည်းနည်းလေးမြူးမယ်အဲအဲ့လိုမျိုးမြူးတာလေးကတာလေးအဲ့လိုလေးပေါ့ဟုတ်မြူးလေးပေါ့အခုဒါလေးပြီးသွားလို့ရှိလို့ရှိရင်အဲ့လိုမျိုးနေကြိုက်လေးပေါ့နော်နေကြိုက်လေးတစ်ပုတ်လောက်ရအောင်မလားမြေဝယ်ထားတဲ့ချင်းတွေကလည်း နောက်ထဲမှာရှိနေတော့လေဟိုတည်ရေးဆရာကြတဲ့သူတို့တချင်းလေးထွက်စီခြင်းနဲ့ပေါ့နော်ဆွဲခါကျတော့ကိုကမလုတော့လို့မရဘူးအကုန်လုံးတော့ဝယ်ထားပြီးသားတချင်းလေးတော့အကုန်လုံးလုတ်လုတ်ဖြစ်မှာပါဝယ်ထားတာကိုဘုတ်လောက်ရှိတယ်ကိုဘုတ်လည်းတန်းစီပြီးတော့ထွက်မှာပေါ့နော်ဟိုဟာဘယ်လိုပြောရမလဲကိုကလိုင်းကြောင်တယ်ပဲပြောမလားဒါပေမဲ့ကိုကြိုက်တာကိုလုတ်တာလीနော်ဆိုတော့ဟိုမြူးလဲမြူးသွားတယ်ပြီးရင်အေးရင်လဲအေးသွားမယ်အဲ့လိုမျိုးပေါ့တချင်းအေးရလေးလဲပါမယ်မြူးတာလေးလဲပါမယ်ပေါ့အဲ့လိုမျိုးနေကြိုက်မြူးကြိုက်လေးတော့ခွာလို့ရတာပေါ့ ဘလော့ဆယ်တော့ဒီနေ့အကြိုက်လေးတွေပဲပို့ပြီးတော့ဟိုဖက်လာမြန်နေတွေထွက်ရတာများဆိုတော့လေနေတွေထွက်ပြီးတော့တချင်းတွေပတ်ဆိုရတာများဆိုတော့အဲအားကြောင့်မို့အဲ့ဒါတချင်းလေးလည်းလုပ်ရရပေါ့နော်တောင်းဆိုရလေပြိတ္တကလည်းအဲ့ဒါလေးလည်းလုပ်ပေးပါဆိုကွာလုပ်ရရပေါ့ချိန်စာပြီးလို့ရှိရင်နောက်ထွက်မဲ့တဘောကကြတော့ဝမ်းနေစွာလမ်းခွဲပြရစီဆိုပြီးတော့အဲ့တချင်းလေးဒီမင်းတွေ့ထက်ရေးထားတဲ့တချင်းလေးအဲ့ဒါလေးထွက်မယ်တချင်းလုပ်ဖြစ်တာဆိုရင်တော့ နှစ်နှစ်သုံးနှစ်လောက်ပဲရှိအောင်မှာပါနည်းနည်းသုံးနှစ်လောက်ပေါ့သုံးနှစ်လောက်ရှိပြီတဲ့သုံးနှစ်လောက်ရှိတချင်းမဲ့လို့ဖြစ်တော့မှာပါအခုကနောက်ပိုင်းတချင်းလို့ဖြစ်မယ် DJ လေးလို့မယ်ဒီဒီဒီနောက်ခုပဲပြီးတော့ခုမှစီးဝါရေးလည်းရှိရဆိုတော့လာဒီသုံးခုနဲ့တင်ကောတော်တော်လေးကိုပြန်မန်းနေပါအာတချင်းလေးကိုလည်းပြိတက်ကြိုက်အောင်ပေါ့နော်ပြီးတော့မီမီလေးလည်းဖန်တီးထားပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါကျေးဇူးပါ